်သမင်္ဂလာပါမျိုးတို့ရေဒီကနေ့ကတော့ကြီးလဲမှန်တယ်ထိတ်လဲမှန်တယ်ဒါပေမဲ့ break phone ဖြစ်တယ်เนาะအဲကျွန်တော်တို့ကဒီမှာကြီးကကြီးထိတ်မှာဆိုရင်လည်းကျွန်တော်ရှစ်ထိတ်ကြီးမှာဆိုလဲရှစ်เนาะနှစ်ခုသလုံးမှန်တယ်နောက်တော့ကကျွန်တော်တို့ဒီမှာဒီ break က phone ဖြစ်သွားတယ်เนาะဒီ break phone ဖြစ်ပေမဲ့ဒီ break မှာတော့ကျွန်တော်ကို break တွေနှစ်ခုပြပြီးတော့ကျွန်တော်တို့အဲ့ break နဲ့ယူမစားလိုက်တဲ့အခါကျတော့ကျွန်တော်တို့အောင်ပွဲမရခဲ့ဘူးပေါ့ဗျာเนาะ ဲအဲ့တော့ကျွန်တော်တို့ဒီကနေ့ကတော့ကျွန်တော်လက်သိအချိန်မရတဲ့အတွက်20လေးရပဲစပြလိုက်တော့မယ်နော်20ကနည်းနည်းလေးပဲ20ဆိုလည်းနည်းနည်းပဲခြုံပြလိုက်မယ်နော်အဲဒီနေရာမှာကျွန်တော်နည်းနည်းလေးကိုဒီပွင့်ဒီ20ကပြက်ပင်ရှိထားတယ်အဲ့ဒါကြောင့်ကျွန်တော်ပြက်ပင်မှာထည့်ပြပေးမယ်နော်ကျွန်တော်ဘယ်ကစပြမလဲဆိုတဲ့အခါကျတော့6926ကပဲစလိုက်မယ်နော်6926 6926ပြီးတော့33တတ33တတပြီးတော့18 D6 ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်။နော်အဲ့ဒါကိုကျွန်တော်တို့ဘယ်လိုတွက်မလဲဆိုတဲ့အခါကျတော့อืมอืมดี9ရယ် ဒီတက်ကေပေါင်း6ဒီ6နဲ့ပေါင်းတော့နှစ်ပါတဲ့နော်နှစ်နှစ်ရဲ့နှစ်ခက်က4 4ရဲ့ပါဝါ9နှစ်4ကိုဆိုတော့ကြီးသုံးလုံးဒီဘင်မှာထိရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတော့အခါကျတော့3ည9တဲ့နော်3ည9မှာ9တလုံးထိပြီးအောင်ခဲ့ပါတယ်66တဲ့66မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျ။နော်3ည9မှာကျွန်တော်တို့ ကိုတလုံး TV အောင်ခဲ့ပါတယ်ကျွန်တော်တွေ့နေဒီကတော့အများသောအားဖြင့်တော့ခိုင်မာမှုကြီးအများကြီးရှိပါတယ်သို့တော်ညာလည်းပြက်တဲ့ရက်တွေလည်းရှိပါတယ်နော်အမေမေအများသောအားဖြင့်တော့အောင်တယ်ပေါ့နော်အဲ့တော့နောက်တစ်ခါ၃ညာနှစ်ငါးကိုနှစ်၆၃ခုနှစ်၆၃၅ခွန်ခွန်လေးခွန်ခွန်လေးခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွေ့မဲ့ဆိုရင်ဒီနှစ်ကဲ ဒီ3ရက်ပေါင်း5ဒီ9ပေါင်းတော့2ပါပဲတဲ့2ရက်နှစ်ခါက4 4ရက်ပါပါကို2 4 9ပဲထပ်ရပါတယ်တဲ့เนาะ2 4 9ပဲကျွန်တော်တို့ထပ်ရပါတယ်အဲ့မှာကျွန်တော်တို့ဘာထောက်ွားလဲဆိုရဲခါကျတော့9 5မှာကိုတလုံး TV အောင်ခဲ့ပါတယ်3 2နှစ်3နှစ်မှာလဲကျွန်တော်တို့နှစ်တလုံး TV ပြီးတော့ညာအောင်မနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့အဲ့ဒီလိုကျွန်တော်တို့ခိုင်မာမှုရှိတဲ့20ဒီဟာအခုကျွန်တော်ပြမယ့်အပြင်မှာတော့ပြပါတယ်เนาะ သုံးညသုံးခြောက်တိခွန်ရှိလေးတိလေးနှစ်ခြောက်ရှိလေးနှစ်ခြောက်ရှိဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်3ရယ်4ရယ်ပေါ့ခွန်ရှိနဲ့ပေါ့5ပါတဲ့ငါ9ရဲ့နှစ်ခက်က3 3ရယ်ပါဝါရှိ9 3ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့ဒါပေမဲ့အဲ့ဒီအပြင်မှာကျွန်တော်တို့9 3ကထွက်မသွားပါဘူးဘာကြီးထွက်သွားတယ်ဆိုတဲ့အခါကျတော့2 6 34ဆိုပြီးတော့ကျွန်တော်တို့အဲ့လိုထွက်သွားတဲ့အတွက်ဒီပင်မှာကျွန်တော်တို့ပြတ်ပါတယ်เนาะအဲ့ဒီလိုကျွန်တော်တို့7တပင်ပြတ်တက်တာတော့ရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ပြတ်ပြီးပြန်မှန်သလားပြန်အောင်သလားကျွန်တော်တို့ဒါကိုပဲသုံးသပ်မှာပဲဖြစ်ပါတယ်အဲ့လိုပြန်ပြီးတော့ကျွန်တော်ရဲ့နီးတွေကပြန်မှန်တဲ့နီးတွေပဲဖြစ်တဲ့အတွက်ဆက်ပြီးပြပါမယ်เนาะ2 3 9 3 6 2 6 2 6 2 6 2 ကိုနှစ်တခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ3ညရဲ့ဒီ6ရဲ့ပေါင်းတော့6ဒီ9ရဲ့ပေါင်းတော့3ပါတဲ့3ရဲ့နှစ်ခတ်က5အင်းဟုတ်တယ်3ရဲ့နှစ်ခတ်က5 5ရဲ့ပါဝါ3ည3 5 3ညဆိုတော့ဒီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတဲ့ခါကျတော့6 8တဲ့မအောင်ပါဘူးဗျာတက်တက်3နဲ့တက်3မှာကျွန်တော်တို့3တလုံးထိပြီးတော့ကျွန်တော်တို့ ြန်လဲအောင်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ကဲကောင်းပြီဒပင်နဲ့အောင်လို့အောင်ပြီလားကျွန်တော်တို့အဲ့ဒါပြောလို့မရပါဘူးဆက်ပြီးကြည့်ပါမယ်။2363နဲ့2363 3936 3936ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်။အဲ့ဒါကိုတွေ့ကြည့်မယ်ဆိုရင်3ရဲ3ရဲပေါင်းတော့6 6နဲ့8နဲ့ပေါင်းတော့လေးပါတဲ့ လေးလေးရနှစ်ခက်ကနှစ်နှစ်ရပါဝခွန်လေးနှစ်ခွန်ကြောတကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားတယ်လဲဆိုတဲ့အခါကျတော့ခွန်လေးတဲ့ဟောခွန်လေးမှာခွန်ရောလေးရောထိပြီးတော့အခွေအနေနဲ့အောင်သွားပါတယ်395တဲ့395မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲနောက်တစ်ပြုံဆက်တွက်ပါမယ်။မနေ့ပိုင်းကို339တဲ့ညနေပိုင်းမှာကျွန်တော်တို့မထွက်ခဲ့ပါဘူး။နောက်439 ဟိုတုံညတုံတုံညနှစ်တည်းဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်ဒီတုံညနဲ့ဒီကိုးနဲ့ပေါင်းတော့ကိုးဒီတစ်နဲ့ပေါင်းတော့တုံညတုံညရဲ့နှစ်ခါကခွန်ခွန်ရဲ့ပါဝါနှစ်၃ည9ဆိုတော့ဒီ၃လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတဲ့အခါကျတော့6ခွန်နဲ့ဟော6ခွန်မှာခွန်တလုံးထိပ်ပြီးအောင်ခဲ့ပါတယ်6နှစ်တဲ့6နှစ်မှာလည်းကျွန်တော်တို့ နှစ်တုံးထိပြီးညာအောင်မနဲ့ကောပြန်အောင်ထက်အောင်တာကိုတွေ့ရမှာဖြစ်ပါတယ်နော်ကဲအဲ့ဒါဆိုရင်ကောင်းပြီကျွန်တော်တို့အဲ့လိုပြန်မှန်လာတဲ့နီးလို့လို့ဆက်ကစားမယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဗုဒ္ဓဦးနေ့အတွက်ကျွန်တော်တို့တွက်လိုက်ရအောင်ဟို3 4 6 5 7 6 5 7 6 7 6 6ဆိုပြီးဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်ဒီ3ရဲ့ ီတိကေပေါင်းတော့၄ဒီ၄နဲ့ပေါင်းတော့ရှေ့တဲ့ရှေ့ရဲ့နှက်ခက်ကတိတိရဲ့ပါဝါ6ရှေ့တိ6ဆိုတဲ့ကီးသုံးလုံးဒီဘေးမှာထွက်ရမယ်တဲ့ကောင်းပြီအဆိုရင်ကျွန်တော်တို့ထိတ်စည်းလေးနေနဲ့စဉ်းစားလိုက်အောင်မျိုးတို့ရေကီးထိတ်ပေါ့နော်ကီးထိတ်ထိတ်စည်းဆိုပေမဲ့ကီးထိတ်ကိုကျွန်တော်တို့ရရမှာပါဘာဖြစ်လို့ဆိုတော့အနည်းဆုံးခိတ်မထိတာတော့မကီးထိရမှာဖြစ်ဖြစ်တဲ့အတွက်ကီးထိတ်လို့ရေးခြင်းဖြစ်ပါတယ်เนาะဒါတွေကလူကောင်းနေသိပါတယ် ိုက်မှာကျွန်တော်တို့ key take ကဘာရတယ်ဆိုတဲ့အခါကျတော့၃ည၅၃ပါတဲ့ခုနကီယိုယိုကကီယိုယိုက၈ဒီရှစ်တိ6ပါတဲ့เนาะရှစ်တိ6 ကောင်းပြီဒါဒီနှစ်ခုမတူညီရတဲ့ဒီနှစ်ခုကကစားမလားသူဒီမဟုတ်ကျွန်တော်တို့ကဒီဖြစ်နေနေကစားမလားအဲ့ဒါတော့ကျွန်တော်တို့စဉ်းစားမှာဖြစ်ပါတယ်ဒါပေမဲ့ဒီလိုဒီမှာပဲကျွန်တော်မတူညီတာလေးပဲကတ်လိုက်မယ်ဗျာเนาะ3ည8တဲ့3ည1 3ည6နောက်တစ်ခါ5 8 5 1 5 6 3 8 3 8 3 6 3 8 3 6ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရပါတယ်ဗျာเนาะ ဲ့လိုရတဲ့ခါကျတော့ကျွန်တော်တို့ main brain နဲ့ပတ်သက်တဲ့ကီးလေးတွေကိုပဲကျွန်တော်အရင်ရွေးထုတ်ပါမယ်ဗျနော်ဟော main main brain နဲ့ထိတာလည်းပြောတာလေအဲအဲ့မှာကျွန်တော် brain နဲ့ပတ်သက်တာပေါ့နော် brain နဲ့ပတ်သက်တာမှာကျွန်တော်တို့ကဘာ brain တွေရှိတယ်လဲဆိုတဲ့အခါကျတော့ brain နဲ့ပတ်သက်တာကိုအရင်လောက်အောင်မနော် brain brain နဲ့ပတ်သက်တာက brain က9ခွန်9ခွန်3ည2 အဲ့မှာကျွန်တော်ဒီ9ခွန်ဒီ main break ဖြစ်ပါတယ်ဒါပေမဲ့ဒီမှာပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့က9ခွန်ဒီလုံးဝပါမလာပါဘူးပါမလာတဲ့အတွက်ကျွန်တော်တို့ကတင်ကနန်းရွေးဖို့အခက်အခဲတွေရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာပြန်ကြည့်မယ်ဆိုရင်ဒီကီးထိတ်ဟာဒီ brain နဲ့ပဲပြီးမလားဒိုရီမုတ်ဒီကီးကဒီ brain နဲ့ပဲပြီးမလားတော့ကျွန်တော်အတက်ပြောလို့မရဘူးဒါပေမဲ့ကျွန်တော်တို့ကပါရှိသလဲဆိုတဲ့အခါကျတော့ ကျွန်တော်ရာသက်ပံမူတည်ကတ်တွေထဲမှာရှိတဲ့ဟာနဲ့ပဲကျွန်တော်တို့ပြန်ယူရမှာဖြစ်ပါတယ်ကျွန်တော်ရာသက်ပံမူတည်ကတ်ကလည်းမနေ့ကကျွန်တော်ကတ်ယူရတာဘာထိတ်လာရင်ဘာဘာဘာလာမယ်ဆိုတော့ကျွန်တော်ပြောထားရှိရနော်အဲ့ဒါပြီးခဲ့မနေ့ကလည်းကျွန်တော်နှစ်ခုတုံးထုတ်တာ၉ထိတ်နဲ့ကိုပရိတ်နဲ့အောင်ဝိုင်းပေါ့နော်အခုကမနေ့ပိုင်း၈ထိတ်တဲ့နော်မနေ့ပိုင်း၈ထိတ်ဆိုတော့မနေ့က၈တိလို့ကြားထားတယ်မနေ့ပိုင်း၈ထိတ်လို့အဲ့လိုလာပြီဆိုရင်နဲ့၄၄၉6ဆိုတဲ့ break ဟာတဲ့ကျွန်တော်တို့3ရက်အတွင်းကိုထွက်နိုင်ပါတယ်တဲ့အဲ့မှာကျွန်တော်တို့ကြည့်မယ်ဆိုရင်2 4 6နဲ့ပတ်သက်တာဆိုရင်ဒီမှာ6 break ဒီမှာ6ပြိတ်ဒီမှာ9ပြိတ်နေ့လေးကိုချဆိုရင်ဒီ3ွက်ပဲရှိပါတယ်အဲ့ဒီမှာကျွန်တော်တို့ဒါမှမဟုတ်လို့ရှိရင်တဲ့သူကနည်းနည်းလေးတော့အဲ့မှာဗျာခဏကတော့ကျွန်တော်တို့ချုပ်လို့အတော်လေးခက်တယ်ဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အခုတည်းကဒီမှာဒီကောင်ရယ်နော်ဒီကောင်ရယ်ဒီကောင်ရယ်ပေါ့နော်အဲ့တော့3ွက်ရရတယ် တကယ်အဲ့မှာကျွန်တော်တို့ဘာရှိထားပြန်တယ်လဲဆိုတော့နောက်တစ်ခါညနေပိုင်း၉ထိတ်တဲ့အဲ့ဒါလေကျွန်တော်မူဒီကတ်ထဲမှာပါတယ်နော်ညနေပိုင်း၉ထိတ်လို့ထွက်ပြန်ရင်းနဲ့ထွက်လာခဲ့ရင်းနဲ့ကျွန်တော်တို့က9338ဆိုရဲ့ break ကလည်းရှိရဲ့တဲ့9338ဆိုရဲ့ break ကလည်းရှိရဲ့ဆိုတော့အဲ့တော့ဒီမှာပြန်ကြည့်ရင်ကျွန်တော်တို့ကကုံတလောက်ကိုပြင်နေလို့ပြင်နေရှေ့ဒီမှာ3နော်အဲ့တော့ကျွန်တော်တို့က9338ဆိုတော့အဲ့ဒါကြီးအားလုံးကိုကျွန်တော်တို့ကကိုင်းညီအောင်ကစားမယ်ဆိုရင်ဘာရရမလဲဆိုရင်38 သုံး6ဆိုပြီးဒီလိုမျိုးကျွန်တော်ရနော်အဲ့လိုမျိုးရမယ်အဲ့တော့ကျွန်တော်တို့ဒီကဏ္ဍ၅ခွက်ကဒီပရိတ်နှစ်ခုသလုံးနဲ့ကပ်ညီအောင်ကျွန်တော်တို့ချင်းချင်းစဉ်းစားပြီးတော့ထုတ်ထားတဲ့အခွက်ဖြစ်တယ်အဲ့မှာကျွန်တော်တို့ကပြန်ကြည့်မယ်ဆိုရင်မနေ့ကကျွန်တော်ပေးခဲ့တဲ့ဟာမှာအကောင်မလေးဒါချင်းအဲ့မှာကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ဒီတန်းလေးဒီတန်းလေးကကျွန်တော်တို့မကစားသေးဘူးနော်ဒီတန်းလေး ဒီတန်းလေးဒီတန်းလေးဟုတ်လားဒီတန်းလေးကကျွန်တော်တို့မကစားသေးဘူးမကစားတဲ့အခါကျတော့ဒီတန်းနဲ့ကိုက်ညီတာကိုကျွန်တော်ကပြန်ကြည့်မယ်ဆိုရင်38ဒီမှာ39ဒီမှာ8 okay 36ဒီမှာ39ဒီမှာ6 okay 58ကမရှိဘူး9တိမရှိဘူး36မရှိဘူးเนาะအဲ့တော့ကျွန်တော်တို့ကတကယ်တကယ်တင်ကနန်းကစားမယ်ဆိုရင်ဒီနှစ်ကွက်သားလေးကျွန်တော်တို့ကတင်ကနန်းကစားရမယ်သဘောမျိုးရှိပါတယ် အဲ့တော့ကျွန်တော်အနေနဲ့ကတော့ဒီကနေ့ကတော့ကျွန်တော်ကဒီကောင်ပဲကျွန်တော်တို့တင်ကနန်းအဖြစ်နဲ့ကစားမှာဖြစ်ပါတယ်အဲ့တော့အမျိုးတို့အနေနဲ့ကြိုက်ချင်တယ်ယူပါမကြိုက်လို့ကီးထိတ်ကိုယူကစားမယ်ဆိုလဲကီးထိတ်ကိုယူကစားပါဒါမှမဟုတ်ကီးရိုးရိုးယူကစားမယ်ဆိုလဲကီးရိုးယူကစားပါဒါမှမဟုတ်ဘရိတ်ကိုယူကစားမယ်ဆိုလဲဘရိတ်ကိုယူကစားဒိုရီမို့ဒီတန်းလေးကိုပဲငါတို့ကမအောင်သေးဘူးခါတိုင်းနေကြင်သုံးကြင်အောင်တဲ့အတွက်ဒီတန်းလေးကိုပဲငါတို့ကစားမယ်ဆိုလဲဒီတန်းလေးကိုပဲယူကစားပါเนาะမိမိကြိုက်နှစ်တဲ့ရာကိုယူကစားပါเนาะကျွန်တော်ကတော့အချံပြူချင်း အကြံပေးခြင်းပဲဖြစ်ပါတယ်ကဲအဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကတော့ဒီကနေ့ဒီလောက်ပါပဲအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးရင်ပုံတွင်းတွင်မှာအောင်ွယ်များရရှိပြီးပျော်ရွှင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ